အတ ିକ ငင်းပွားနေတဲ့ကိစ္စအတ ିକ ငင်းပွားကြတဲ့ကိစ္စကတော့ Obamacare လို့ခေါ်ကြတဲ့ Affordable Care App Obamacare ကိုဆက်လက်ထားရှိဖို့ပဲဖြစ်ပါတယ်။ဒီဥပဒေဟာဝင်ငွေနယ်ပါသူတွေရဲ့ကျန်းမာရေးကိုအဆောင်ရှောက်ပေးရေးဖြစ်ပါတယ်။ဒီဥပဒေကိုဇူလိုင်လမှာ Trump ရဲ့ဆေးဘက်ဆိုင်ရာအစိုးရအကူအညီတွေဖြတ်တောက်ရေးထဲမှာထည့်သွင်းဖြတ်တောက်ခဲ့ပါတယ်။ဒါကြောင့် Republican တွေတင်သွင်းတဲ့ကာလာတိုအသုံးစရိတ်ဥပဒေမူကြမ်းမှာ အဆိုပါစီးရဲသားကျမ်းမာရေးစောင့်ရှောက်မှုဇီးစကားတွေကိုပြန်လည်ထည့်သွင်းပေးဖို့ဒီမိုကရက်တစ်တွေဘက်ကတောင်းဆိုနေကြတာပါ။ဒါကြောင့်လာမယ့်ဗန္ဒာရေးနှစ်အတွက်အသုံးစရိတ်မှာဒီဥပဒေကိုပြန်လည်မထည့်သွင်းမချင်းဒီမိုကရက်တစ်တွေဘက်က Republican တွေရဲ့မူကြမ်းကိုအတိမပြုနိုင်ဘူးလို့ဆိုပါတယ်။နောက်ထပ်ဒီမိုကရက်တစ်တွေဘက်ကတောင်းဆိုချက်တစ်ခုကတော့ American တွေအတွက်ကျမ်းမာရေးအာမခံဇီးရဲစကားရှော့ချပေးရေးအထူးအခွင့်အရေးကဒီနှစ်မကြာခင်မှာတက်တန်းကုန်တော့မှာဖြစ်လို့ ဒါကိုတက်တန်းထပ်တိုးပေးဖို့ပဲဖြစ်ပါတယ်။လက်ရှိအငင်းပွားမှုတွေကြောင့်အစိုးရရန်နေရာမလဲပတ်နိုင်တဲ့အခြေအနေအတွက်ဒီမိုကရက်တစ်တွေဘက်ကယာယီဖြစ်ရှင်းနည်းတွေကိုအကြံပြုခဲ့ပေမဲ့ Republican တွေကတော့ညင်ခဲ့ပါတယ်။ဥပမာဥပဒေအတည်ပြုရေးလုပ်နေစေကာလတွေမှာ9ရက်ကနေ10ရက်ကြာကာလတူအသုံးစရမျိုးရေးဆွဲအတည်ပြုပြီးလွှတ်တော်အတွင်းဆက်လက်ညှိနှိုင်းကြဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ Republican တွေကတော့ ဒီမိုကရေစီကောင်းဆောင်တွေရဲ့တောင်းဆိုချက်တွေနဲ့အဆိုပြုချက်တွေကိုလက်မခံခဲ့ပါဘူး။ဒီပတ်ထဲမှာပဲ American Republican သမ္မတဒေါ်နယ်ထရန့်ကဒီမိုကရက်တစ်ကောင်းဆောင်တွေနဲ့ဆွေးနွေးပွဲတွေကိုလည်းအရေးမပါတဲ့အရာတွေကိုအရေးလုံနေတဲ့ဆိုတဲ့သဘောအပြစ်တင်ဝေဖန်ရင်းရုပ်သိမ်းခဲ့ပါတယ်။ဒါကြောင့်ပဲလက်ရှိမှာကွန်ဂရက်လွှတ်တော်ကအတီးပြုတ်ချက်မရသေးတာကြောင့် American အစိုးရရန်နေရာရပ်ဆိုင်သွားတာပဲဖြစ်ပါတယ်။ တနင်္လာနေ့ကလွှတ်တော်အမတ်တွေဟာထရန့်နဲ့တွေ့ဆုံခြင်းအတွင်းရုတ်တရက်ထွက်ခွာခဲ့ကြပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Republican တွေကိုအစိုးရရန်နေရရန်နာအောင်လှုံ့ဆော်ကြသူတွေလို့ Democratic ခေါင်းဆောင်တွေဖြစ်တဲ့ Schumer နဲ့ Jessie တို့ကဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီတွေ့ဆုံပွဲအပြီးနိုင်ပိုင်းအကြာမှာပဲ Trump က AI နဲ့ဖန်တီးထားတဲ့ Schumer နဲ့ Jessie တို့ရဲ့ဗီဒီယိုကိုသူ့ရဲ့ True Social Platform မှာတင်ခဲ့ပါတယ်။ဗီဒီယိုထဲမှာ Jessie က မက္ကစီကန်အုတ်ထုတ်ကာကာကြီးကိုဝစ်စင်ထားပြီးရှူမပြောတာကိုအပြားနှစ်ဖက်အပေါ်ကော့ထားနှာခမ်းမွေးတွေကိုတက်ရင်နားထောင်နေတဲ့ပုံစံဖန်တီးထားတာပဲဖြစ်ပါတယ်။ကျောက်တို့တွေဒီလိုတရားမဝင်တိုင်းတစ်ပါးသားအားလုံးကိုကျမ်းမာရေးစောင့်ရှောက်မှုပေးလိုက်မယ်ဆိုရင်သူတို့ကကျောက်တို့ဘက်ပါလာပြီးကျောက်တို့ပါတီကိုမဲထည်မှာဗျာဆိုတဲ့စကားကို AI သုံးပြီးရှူမပြောတဲ့ဟန်အတန်တူထည့်သွင်းဖန်တီးထားတာပါ။ဒီလိုဗီဒီယိုတူဖန်တီးပြီးဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်တွေဘက်ကဒါဟာမကာစီကိုနိုင်ငံသားတွေကိုလူမျိုးရေးခွဲခြားတဲ့အပြုအမူအဖြစ်အပြင်းထန်ရှုံချခဲ့ပါတယ်။ဒါဟာတကယ်ယုံမုန်းစရာကောင်းတဲ့ဗီဒီယိုတစ်ခုပါ။ဒီလိုတယူတန်တစောက်ကန်းလုံနေတာကဘာအကျိုးမှမရှိဘူးဆိုတာသူ့ကိုနားလည်အောင် ပြရတော့မယ်လို့ဂျက်စဖီကပြန်လည်တုတ်ပြန်ထားပါတယ်။ဆလဘီရီပပ်ဘလစ်ကန်တွေရဲ့ထိပါနှောက်ယှက်မှုမျိုးစုံကြားကအမေရိကန်ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုကာကွယ်ဖို့ ကျုပ်တို့ဆက်လက်တိုက်ပွဲဝင်နေပါတယ်လို့သူကဆက်ပြောပါတယ်။